အဆင့်ရှိအထွန်ထိပ်စီလုံးသားရဲ့နဂါးစမီတတိယရှေးခေအချိန်တွေတုန်းကရှေးဟောင်းလီဟာနဲ့အုပ်စိုးသူနဂါးတကောင်ရဲ့တွေးနဲ့ရှေးဟောင်းကောင်းကင်ဇာမီတကောင်ရဲ့တွေးနဲ့ပေါင်းဆက်ပြီးဖြစ်ပေါ်လာတဲ့လှုပ်ဝက်ဆန်းကျင်တဲ့ဝတနာဒီမှုဟာကြီးလိုက်ရင်ဒါဘာမှမဟုတ်တာဒါပေမဲ့ဒါအဆင့်ကိုအဆင့်နဲ့အတော်လေးဥမာနီးစပ်နေပြီဖြစ်တဲ့စီလုံးတစ်လုံးပါ ဒီဆေးလုံးကသာအစင်ကိုအစင်ကိုတက်လန်းသွားပြီဆိုရင်တိုင်းသူတော်စင်နေရတော့ဒီဆေးလုံးကိုတတ်မှတ်ကြပါလိမ့်မယ်ဒီကြောက်စင်းပန်းသုံးဝင်းမျိုးလုံးရဲ့ထူကြတဲ့ဆွေးရည်တွေဟာရှော်ယူချန်ရဲ့အစိတ်ခန္ဓာထံတော်ပို့ပြီးတော့ကြောက်ဖို့ကောင်းပါလိမ့်ဒီမျိုးလုံးရဲ့ထူကြချက်တွေကိုပြောရမယ်ဆိုရင်တော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခရိုစာကီပါဒီနေ့မှာတော့ကျွန်တော်က episode 136နဲ့ episode 139ကို review လုပ်ပေးတော့မှာဖြစ်ပါတယ်။ဒါဆိုရင်တော့ video လေးစလိုက်အောင်။ငကားစာမဏိမူလာတတီဒီတီးကဘလောက်ထိတော့အေးပါပြီးတော့တန်မိုးကြီးလဲဆိုရင် ဒီနဂါးဇာမနီမူလာတတိယရှေးအောင်လီဟာနဲ့အုပ်စိုးသူနဂါးတွေအတွက်ကိုကောင်းကင်နဆိုးဇာမနီတွေအတွက်ပါအတော်လေးဥမှာအဖိုးတန်တဲ့ယတနာတစ်ခုပါနဂါးဇာမနီတတိယရှေးခေအချိန်တွေတုန်းကရှေးအောင်လီဟာနဲ့အုပ်စိုးသူနဂါးတစ်ကောင်ရဲ့တွေးနဲ့ရှေးအောင်ကောင်းကင်ဇာမနီတစ်ကောင်ရဲ့တွေးနဲ့ပေါင်းဆက်ပြီးဖြစ်ပေါ်လာတဲ့လှုပ်ဝက်ဆန်းကျတဲ့ယတနာတစ်မျိုးပါရှေးအောင်ကောင်းကင်ဇာမနီတွေကတော့လက်ရှိဖုန်ချင်းရတို့မျိုးနဲ့ရဲ့ဘိုးဘေးတွေဖြစ်ပြီးသူတို့ရဲ့အစွမ်းရှေးအောင်လီဟာနဲ့အုပ်စိုးသူနဂါးတွေနဲ့တူညီတဲ့အဆင့်မှာရှိနေကြတဲ့တာအေးတွေပါ လက်ရှိကောင်းကင်နဆိုဇာမနီကတော့ရှေးအောင်ကောင်းကင်ဇာမနီရဲ့မျိုးဆက်ဖြစ်ပြီးလီဟာနဲ့အုပ်စိုးသူနဂါးရီနဲ့ရှေ့မှန်ဆိုရင်သူတို့ကအများကြီးကိုမှအားနေပါသေးတယ်။နဂါးဇာမနီမူလတတိယဒါနာယီဆန်နဲ့ယတနာတို့မျိုးဖြစ်ပြီး ရှိခဲ့တဲ့ချိန်ကနေလက်ရှိချိန်ထိ၅ချိန်သာထပ်ပေါ်လာခဲ့ပြီးပါတယ်။ယခုတစ်ခေါက်မှပေါ်ပေါက်လာတာကတော့၆ချိန်မြောက်ထပ်ပေါ်လာခြင်းမှာ၆ချိန်သာပေါ်ထွက်ပူပေမဲ့လည်း၂ချိန်သာအောင်မြင်စွာရရှိခဲ့ပူကြပါတယ်။ပထမအချိန်မှာတော့ကောင်းကင်ဇာမရီတွေကရရှိခဲ့တာဖြစ်ပြီးကောင်းကင်ဇာမရီမျိုးနွယ်စုမှာအတန်မာဆုံးသောလူတစ်ယောက်ကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ကောင်းကင်ဇာမနီမျိုးနဲ့စုကနဂါးဇာမနီမူလတည်တီကိုရရှိတဲ့အချိန်မှာလေဟာနဲ့အုပ်စိုးသူနဂါးတွေကတော့သူတို့ရဲ့ဖိနှိပ်ခြင်းကိုခံခဲ့ရပါတယ်။နှစ်ရပေါင်းများစွာကြာပြီးတဲ့နောက်မှာလေဟာနဲ့အုပ်စိုးသူနဂါးတွေကလည်းနဂါးဇာမနီမူလအတီကိုရရှိခဲ့ကြပြီးအလွန်အစွမ်းထက်တဲ့လေဟာနဲ့အုပ်စိုးသူနဂါးတကောင်ကထွက်ပေါ်လာခဲ့ပါတယ်။ AKH အချိန်ဒီမှာကောင်းကင်စာမဏီနဲ့လေဟာနဲ့အုပ်စိုးသူနဂါးတို့ကအပြိုင်ဆိုင်ဖြစ်ခဲ့ကြပြီးအဆုံးအသတ်မှာတော့မြို့နယ်စုနှစ်ခုလုံးမှာတွေးထက်တန်ရုံတိုက်ပွဲများစွာကိုတိုက်ခိုက်လာခဲ့ကြပြီးနဂါးစာမဏီမူလတတိယပိုင်ရှင်တွေဖြစ်ကြတဲ့ကောင်းကင်နဆိုးစာမဏီမြို့နယ်စုရဲ့အစွမ်းထက်တဲ့မကောင်းဆိုးအုပ်ကြီးရောရှင်းအောင်လီဟာနဲ့နဂါးအုပ်စိုးသူမကောင်းဆိုးအုပ်ကြီးရပါအထူးကွားနဲ့တည်ဆုံသွားခဲ့ရပါတယ်။အဲဒီနောက်မှာတော့ကောင်းကင်စာမဏီမြို့နယ်ဟာသူတို့ရဲ့အာကုံနဲ့ဘိုးဘေးကိုဆုံရှုံလိုက်ရပြီးတဖြည်းဖြည်းနဲ့ဆုတ်ယုတ်လာရင်လက်ရှိကောင်းကင်နဆိုးစာမဏီဖြစ်တာရှိလို့လာပါဆုတ်ယုတ်တဲ့ဆိုပေမဲ့လေဟာနဲ့ အစိုးသူနဂါးတွေရလွဲလို့သူတို့ဘသူကမှဒီအချိန်ထိရန်စရဲတာမျိုးမရှိပဲတားရဲလောကကြီးရဲ့ထိတ်တန့်အစင်းနဲ့မျိုးရက်စုကြီးအားဖြစ်နေတော့မှာပဲလင်းဟန်းနဲ့အစိုးသူနဂါးတွေအတွက်ကလည်းဆုံးရှုံးမှုတွေဟာရှိခဲ့ပေမဲ့သူတို့ရဲ့မွေရပါစွမ်းအားကကောင်းကင်ဇာမနီတွေထက်တာလုံနာမလို့တားရဲလောကကြီးရဲ့အရှင်သခင်ဖြစ်ဒီနေ့အချိန်ထိရည်တည်နိုင်ခဲ့ကြပါတယ်ဒါကြောင့်မလို့ဒီနဂါးဇာမနီမူလအတိကသူတို့မျိုးနွယ်နှစ်ခုလုံးအတွက်အရန်ဦးမှာအဖိုးတန်တဲ့ယတနာကြီးဖြစ်နေရတာပါဇီယန်ကပြောသလိုပဲဒီတီကိုကောင်းကင်နဲ့ဆိုဇာမနီမျိုးနွယ်အားသာရသွားမယ်ဆိုရင် သူတို့ကတဖန်ရှေးအောင်ကောင်းကင်ဇာမလီတဲ့အဖြစ်ပြန်လည်ထိုးတက်လာမှာဖြစ်ပြီးလီဟန်ရဲ့အဆိုးသူ့နဂါးတွေအထွက်ပါချင်းချောင်းမှုတစ်ခုကဖြစ်လာနိုင်ပါတယ် ဒီနဂါးစာမဏီအတီးရလေဟာနဲ့အုပ်စိုးသူနဂါးတွေအတွက်ကောင်းကင်နဆိုးဇာမဏီတွေရဲ့လက်ထဲကိုလုံးဝထည့်ပေးလိုက်လို့မရနိုင်တဲ့ယတနာတစ်ခုပါ။နောက်ပြီးဒီနဂါးစာမဏီအတီးရလေဟာနဲ့အုပ်စိုးသူမျိုးနွယ်စုအတွက်တော့နဂါးအိပရာတစ်ပါးပေါ်ထွက်လာဖို့အတွက်ခြေလန်းစာလေးဖြစ်ပါတယ်။တနည်းပြောရမယ်ဆိုရင်ဇီယန်တို့လေဟာနဲ့အုပ်စိုးသူမွေးရပါဆွမ်းအားအပြေးဝပါဝင်တဲ့သူတစ်ယောက်ကဒီအတီးကိုပိုင်ဆိုင်မယ်ဆိုရင်တောင်းဝင်မွေးရပါဆွမ်းအားတွေဟာအပြေးဝနိုးထလာမှာဖြစ်ပြီးစွမ်းရင်ကလည်းတုံတုံမြင့်တက်လာပြီးလေဟာနဲ့အုပ်စိုးသူမျိုးနွယ်စုမှာနဂါးအိပရာတစ်ပါးပေါ်ထွန်းလာအောင်လို့လုပ်ပေးနိုင်တဲ့အထိအရေးပါလို့ ਨੇ ဲ့ရတနာတမျိုးပါအခုပေါ်ထွက်လာတဲ့ငကားစမဏီအတီနာမှာတည်ဆုံးသွားတဲ့လီဟန်နဲ့အုပ်စိုးသူမျိုးနွယ်စုရဲ့ဘိုးဘီယောဖုန်ချင်းရရဲ့ဘိုးဘီယောကအသက်ရှင်နေအချိန်မှာတိုင်းသူတို့ဆိုင်အဆင့်ထိကိုရောက်ရှိခဲ့ကြတဲ့လူတွေပါဒီမှာမေကုံးကပေါ်လာပြီမဟုတ်လားဘာလို့ဒီလောက်အဆွမ်းထက်တဲ့တိုင်းသူတို့ဆိုင်အဆင့်တာရဲတွေဟာကျေတပွင့်တိုင်းသူတို့ဆိုင်တယောက်ရဲ့လီဟန်နဲ့ထဲမှာရှိနေရတာလဲ ါတော့ရှင်းပါတယ်ရှင်အောင်အကျွင်းချက်နေမီရဲ့ပိုင်ရှင်ဖြစ်တဲ့တိုင်းသူတော်စင်ဖြစ်သူကလည်းသူတို့ကိုတည်ဆုံးပြီးသားရိုးစုချင်းနေမှာတွေ့ဆုံခဲ့တာပါဒါကြောင့်သူကသူတို့ရဲ့ရိုးစုတွေကိုတွေ့ရှိပြီးတင်းဆဲလာခဲ့တာမျိုးဟာဖြစ်နိုင်ပါတယ်အဲဒီနောက်မှာတော့ရှင်အောင်လီဟာနဲ့အုပ်စိုးသူနဂါးနဲ့ကောင်းကင်ဇာမနီရဲ့သွေးစွမ်းအားတွေဟာပေါင်းဆက်ပြီးနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာနဂါးဇာမနီအတီးဟာထွက်ပေါ်လာတာပါ ဒါကြောင့်ပဲငကားစမဏီအတီးအားရှေးအောင်အကျွမ်းကျက်နေမြေမှာပေါ်ပေါလာခဲ့တာပါဒီကောင်းကင်ဇာမဏီငှက်ကောလီဟာနဲ့အုပ်စိုးသူငကားဟုကသူတို့တည်ဆုံသွားတာနှစ်ပေါင်းတောင်းလိုက်ထိကြာနေပြီဖြစ်ပေမဲ့လေသူတို့ရဲ့လက်ကျန်စွမ်းအားတွေကတော့အတော်လေးဥမှအဆွမ်းထပ်ပါသေးတယ်သူတို့ရဲ့မျိုးဆက်တွေဖြစ်တဲ့ဖုန်ချင်းရနယ်ဇီယန်ကသူတို့ရဲ့ဘိုးဘေးဝိညာဉ်တွေကိုစင့်ခုတ်ခဲ့တာဟုအားလုံးကမြင်တွေ့ခဲ့ရမှာပါကောင်းကင်ဇာမဏီတွေရဲ့ဘိုးဘေးတွေကအဆွမ်းထပ်ပေမဲ့လေလီဟာနဲ့အုပ်စိုးသူဘိုးဘေးဝိညာဉ်ဟာပို့ပြီးတော့အဆွမ်းထပ်ပါတယ်ဒါကြောင့်လေကောင်းကင်ဇာမဏီဘိုးဘေးရဲ့လက်ကျန်ဝိညာဉ်စွမ်းအင်ကပျက်စီးခဲ့ရတာဟုအားလုံးကမြင်တွေ့ခဲ့ရမှာပါ ဒီကောင်းကင်ဇာမနီရဲ့ဘဝေးဝိညာဉ်ဟာပျက်စီးသွားလို့ပဲဖုန်ချင်းရတို့အဖေကဆုတ်ခွာခဲ့ရတာဖြစ်ပါလေမဟုတ်ရင်တော့သူတို့ကအသေးချေတိုက်ရမယ်ဆိုရင်တော့တွေးမနေပဲငကားဇာမနီအသီးကိုရောင်းအောင်ယူဖို့အတွက်စူးစမ်းကြောင်းပါပါသူတို့ကဆုတ်ခွာသွားတဲ့အကြောင်းရင်းကတော့ဘိုးဘေးဝိညာဉ်ရဲ့အစွမ်းရှိနေတဲ့ဇီယန်ကယခုချိန်မှာဖုန်ချင်းရတို့ရဲ့အဖေထဲမှာအစွမ်းထက်ဆုံးဖြစ်တဲ့အကြီးကဲဟွန်ရွှန်လိုလူဘာတပ်ပြစ်နိုင်စွာရှိနေပါလေအကြီးကဲဟွန်ရွှန်ကလည်းဇီယန်စီရနဲ့အန်နီယေကိုခန်းစားနေရတာမလို့ဆုတ်ခွာသွားတာပါ ဒါပေမဲ့သူတို့ဆုတ်ခွာသွားတာငကားစမဏီမူလာတတီကိုလက်လွတ်လိုက်တာမျိုးတော့မဟုတ်ပါဘူးသူတို့ကအရင်ဆုတ်ခွာသွားပြီးဘဝေးဝိညာဉ်ရဲ့အခွင့်အရေးမရှိတော့မှရှောင်းအောင်တို့ဖဲစီကနေရောင်းလူယူမယ်လို့စီစဉ်ထားကြတာပါပြီးတော့နောက်ထပ်သူတို့မျိုးနွယ်စုက ဒါတော့ spoiler ပါဒါပေမဲ့နောက်ပိုင်းတွေမှာလည်းတွေ့ရမှာမလို့အနေငယ်တော့ပြပြပြပါမယ်။ကောင်းကင်နဆိုးဇာမနီမျိုးနဲ့စုကငကားဇာမနီအတီးတွက်သူတို့မျိုးနဲ့စုကကျေ၆ပွင့်တိုင်ဝိစာမကောင်းဆိုးအောင်ဂျီနီယောက်ကထမှန်ပြီးတော့ရောက်ရှိလာမှာပါ။ဒါပေမဲ့သူတို့ကပဲလာမှာတော့မဟုတ်ပါဘူး။လေဟာနဲ့အဆိုးသူငကားမျိုးနဲ့စုကနေလေအရွယ်ရောက်ပြီးသားလေဟာနဲ့အဆိုးသူငကားတကောင်ကထွက်လာမှာပါ။သူ့ရဲ့ရည်ရွယ်ချက်ကတော့ဇီယန်ကိုကာကွယ်ဖို့နဲ့ငကားဇာမနီအတီးကိုအရာယူဖို့အတွက်လာမှာပါ။သူ့ရဲ့စွမ်းကတော့ကျေ၆ပွင့်တိုင်ဝိစာအဆင့်မှာရှိနေပါတယ်။ဒါကတော့ငကားဇာမနီမူလတ္တိတီးရ သူတို့မျိုးနွယ်တွေအတွက်ဘလောက်အရေးကြီးလဲဆိုတာပြပြပေးခဲ့တာပါအခုငကားစမလီအသီးကိုလူယူခဲ့တဲ့တိုက်ပွဲအကြောင်းကိုအနေငယ်ရှင်းပြပေးပါမယ်ဒီတိုက်ပွဲမှာဆိုရင်ပြောစရာတွေကတော့အများကြီးတော့မရှိပါဘူးအကယ်၍ဒီထဲမှာသူတို့ကသာအဆုံးကုန်တိုက်ခိုက်ကြမယ်ဆိုရင်ဘယ်အဖက်ကနိုင်ရမလဲဆိုတာကိုပြပြပေးပါမယ်ရှောင်းဝမ်တို့အဖက်မှာတန်ဝိဇာ၅ရုပ်ရှိပါတယ်ဝိဇာထန်ဟူရှုံချန်းရှောင်းယန်းရှောက်ယီရှန်းရုတ်တီအလုံးပေါင်းတန်ဝိဇာ၅ရုပ်ရှိပါတယ်တဖက်အဖက်မှာလည်းတန်ဝိဇာ၅ရုပ်ရှိပါတယ် ဆန်ဖြူလူငယ်ကောင်းကင်နဆိုးဇာမီမျိုးနွယ်ရဲ့အကြီးကဲဟွာရွှန်းလေးလက်စည်းဆိုင်ရဲ့ဆိုင်ရင်တခင်မှော်သားရဲ့မျိုးနွယ်စုကအစင်းရှိမှော်သားရဲ့နှစ်ယောက်နှစ်ဖက်စလုံးဝဲအင်အားလက်ရှိအချိန်မှာတူညီတဲ့အခြေအနေမှာပဲရှိနေရပါဒါပေမဲ့အစင်းချင်းရှိမှဆိုရင်တော့ကွာဟာချက်ကတော့အနေငယ်ရှိကြပါလိမ့် ဒီအကြီးကဲဟွန်ရှန်တယောက်ထဲရပဲကျင်ငါးပွင့်တန်ဝိစာတယောက်ပါသူတယောက်ထဲရဲ့အစွမ်းကဒီမှာရှိတဲ့လူအလုံးထက်ကိုတားလို့နေရပါဒါပေမဲ့လည်းသူ့ကိုထိမ့်မှုအတွက်ရှောင်းဝန်းတို့ဘက်မှာဘာမှမရှိတာတော့မဟုတ်ပါဘူးဥပမာရှောင်းဝန်းကသူ့ကိုရင်ဆိုင်ဖို့အတွက်အသင့်တော်ဆုံးဖြစ်ပါတယ်ဒါပေမဲ့ရှောင်းဝန်းမဟုတ်ပဲသူ့ကိုရင်ဆိုင်နိုင်တဲ့ရှောင်းဝန်းတို့ဘက်မှာနောက်ထပ်သူတယောက်ကလည်းရှိနေပါသေးတယ်သူကတော့အခြားမဟုတ်ပါဘူးရှောင်းဝန်းရဲ့ယုတ်သေးပါလက်ရှိမှာရှောင်းဝန်းကရှေးအောင်အကျဉ်းချက်နေမီရဲ့ပြင်ပမှာရရှိခဲ့တဲ့ယုတ်သေးစတရုပ်နဲ့သူ့ရဲ့ကောင်းကင်နဲ့ဆိုယုတ်သေးကိုတောင်းဆက်လိုက်မယ်ဆိုရင်ကျင်ငါးပွင့်တိုင်ဥစားတယောက်နဲ့တိုက်ခိုက်နိုင်မယ်ယုတ် ေးတရုတ်ကိုဖန်တီးနိုင်ပါတယ်။ဒါကြောင့်မလို့အဲ့ရုပ်သေးရနော်ဒီအဖိုးကြီးကိုတာစီဖို့အတွက်လုံလုံးနေပါပြီ။ရှောင်းဝမ်ကတော့ကျန်တဲ့လေယောက်ကိုအနိုင်ဖို့ဆိုတာသူ့အတွက်ကအခက်မဟုတ်ပါဘူး။ဒီဆန်ဖြူလူငယ်ဆိုရင်ရှောင်းဝမ်နဲ့ရှင်တိုက်နေရင်မဲ့လေရှောင်းဝမ်ရဲ့လက်ထဲမှာတီးတောက်ကိုအရင်နှိမ့်နေရတာကိုအားလုံးကမြင်တွေ့ခဲ့ရမှာပါ။ ။လီလစီးဆန်ရဲ့စိုင်းရင်တခင်ကိုဆိုရင်လဲရှော်ယူရှန်ကအနိုင်ရပါတယ်။ဒီအဆင့်ရှိမော်တာရဲ့နှစ်ကောင်နဲ့ရှုံကျန်တဲ့ဝိဇာထင်ဟုဆိုရင်တော့ပြောစရာတော့မလိုတော့ဘူးထင်ပါတယ်။ဘသူကပို့ပြီးတော့တံပါလဲဆိုတာအားလုံးကသိမှာပါ။ဒါကြောင့်မလို့အကယ်၍ဒီနေရာမှာသာသူတို့နှစ်ဖက်ကအစွမ်းကုန်ရေကုန်ရေခမ်းတိုက်ခိုက်ခဲ့ကြမယ်ဆိုရင်ရှောင်းဝမ်တို့အဖက်ကသာအနိုင်ရမှာပါ။ဒီတစ်ခေါက်တိုက်ပွဲမှာဆိုရင်ရှောင်းဝမ်ကသူ့ရဲ့အစွမ်းတက်ဆုံးတုတ်တင့်ရှင်လေးမိကြပန်းအောင်တော့အသုံးပြုစရာလိုအပ်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့အင်အားတွေကတူညီနေလို့ပါ။ အကယ်၍ဒီအကြီးကဲဟွန်ရွှန်ဒီအဖိုးကြီးကိုတတ်ချင်နေရဆိုရင်တော့ရှောင်းဝမ်အတွက်ကတော့တုတ်တင့်ရှင်လေးမိကြပန်းကိုမဖြစ်မနေတုံးရပါလိမ့်မယ်။ဒါကြောင့်လေရှောင်းဝမ်ကသူတို့ဆုတ်ခွာသွားတာကိုမတားဆီးခဲ့တာပါ။သူကမတက်နိုင်တဲ့အတွက်ဆက်ပြီးတော့ခေါင်းမစွာတိုက်ခိုက်မနေတော့တာပါ။ဒါကရှေးအောင်အကျဉ်းကျန်နေမိရဲ့တိုက်ပွဲအကြောင်းပါ။နောက်ပြီးတော့ချင်းလင်ချင်းလင်ရဲ့အစစ်မှန်ဆိုရင်ချင်းလင်ကဘယ်လောက်ထိအစွမ်းထက်လဲ။ ဥပမာသူ့ရဲ့ကျေတပွင့်တာဝန်စားအစင်းနဲ့ရှောင်းဝဲလို့လူနေတော်မှာအထင်ကြီးလေးတူရှင်တိုင်းနိုင်နေဆိုတော့သူ့ရဲ့ဆွမ်းဝအားလုံးကတွားပြီးတော့အထင်သေးလို့တော့မရပါဘူးပြီးတော့သူကထိန်းချုပ်ပြီးအသုံးပြုနေတဲ့ဒီတာဝန်စားတွေအားလုံးကလည်းသူ့ထက်ပိုပြီးတော့တန်ပါတဲ့လူတွေကြီးပါပဲဒါဒီအားလုံးရဲ့အဓိကထူးခြားချက်ကတော့သူ့ရဲ့ကြောက်စိမ့်မှုပြန်သုံးဝင်မျိုးလုံးကြောက်ပါဒီကြောက်စိမ့်ပြန်သုံးဝင်မျိုးလုံးရဲ့ထူးခြားတဲ့ဆွမ်းရည်တွေဟာရှော်ယီရှန်ရဲ့အစိတ်ခန္ဓာထက်တော့ပိုပြီးတော့ကြောက်ဖို့ကောင်းပါတယ်ဒီကြောက်စိမ့်မှုပြန်သုံးဝင်မျိုးလုံးကမွေးပုံတရံတားရည်တွေအတွက်ဆိုရင်တော့အိမ်မဆိုးကြီးတစ်ခုဖြစ်ပါတယ်ဒီမျိုးလုံးရဲ့ ဲ့ထူးခြားချက်တွေကိုပြောရမယ်ဆိုရင်တော့မျိုးလုံးထဲမှာကိုပိုင်လီဟာနယ်တစ်ခုပါရှိပါတယ်ဒီမျိုးလုံးကမွေးပုံတရံဘယ်သားရုပ်ကိုမဆိုရုပ်သေးဖြစ်ထင်းချုပ်ပြီးတော့အသုံးချနိုင်စွမ်းရှိပါတယ်နောက်ပြီးတော့သူ့ရဲ့မျိုးလုံးထဲမှာရှိတဲ့ကိုပိုင်လီဟာနယ်ထဲမှာတင်ဆက်ထားနိုင်ပြီးအချိန်မရွေးကိုလိုတို့ထုတ်သုံးနိုင်ပါတယ်ဒီမှာချင်းလင်းရဖန်ထားတဲ့တိုင်ဝိစာတွေကိုပဲကြည်ပါသူတို့နှစ်ယောက်စလုံးမှာဆိုရင်ကျင်နပွင့်တိုင်ဝိစာတွေပါချင်းလင်းထန်းတော်ကိုပို့ပြီးတော့ဆွမ်းထက်ကြပါတယ်ဒါပေမဲ့လည်းချင်းလင်းရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်ဒါကလည်းကြောက်စိမ့်မွေပန်းသုံးမွေမျိုးလုံးရဲ့ထူးခြားမှုပါ ဒါပဲဆိုရင်တော့ကြောက်စိမ့်ဝေးပန်းသွင်းမိမျိုးလုံးကကြောက်စရာတိတ်ကောင်းသေးတာမဟုတ်ပါဘူး။အစိမ့်ခနာကိုထပ်တာပြီးတော့အဓိကကြောက်စရာကောင်းရတဲ့အကြောင်းရင်းကတော့ဒီကြောက်စိမ့်မွေပန်းသွင်းမွေမျိုးလုံးရဲ့ထိန်ချုံမှုအောက်မှာရောက်နေတဲ့သူတွေရဲ့အစွမ်းကတဖြည်းဖြည်းနဲ့အားနည်းလာမှာဖြစ်ပြီးသူတို့ရဲ့စွမ်းအားတွေအလုံးကဒီကြောက်စိမ့်မွေပန်းသွင်းမွေမျိုးလုံးပိုင်ရှင်စီကိုတဖြည်းဖြည်းနဲ့ကူပြောင်းသွားမှာပါပြောရမယ်ဆိုရင်ချင်းလင်းထိန်ချုပ်ထားတဲ့လူတွေရဲ့အစွမ်းအားလုံးကတဖြည်းဖြည်းနဲ့သူ့ရဲ့ခနာကိုထဲကိုစီးဝင်လာနေမှာပါ ဒါကတော့ဒီမျက်လုံးရဲ့ကြောက်စရာအကောင်းဆုံးအချက်ပါပြီးတော့ဒီမျက်လုံးရဲ့ထိန်ချုပ်နိုင်စွမ်းဒီမှာရှောင်းဝမ်းလို့လူပန်းတော့ဒီမျက်လုံးကြောက်ထိန်ချုပ်ခံလိုက်ရပါတယ်ဒါကိုကြည့်မဲ့ဆိုရင်ဒီမျက်လုံးရဲ့ထိန်ချုပ်နိုင်စွမ်းဘယ်လောက်ထိပြင်းလဲဆိုတာအလုံးကသိရမှာပါဒါပေမဲ့ရှောင်းဝမ်းလို့လူကိုသွားပြီးထိန်ချုပ်တာကတော့အမှားကြီးဖြစ်သွားပါတယ်ရှောင်းဝမ်းကအဆင့်ရှိဆေးစရာတယောက်ပါသူ့မှာစိတ်ဝိညာဉ်စွမ်းကအတိုင်းစားမသိတော့အောင်မြင်မလို့မှာတယ် အကယ်၍ရှောင်းဝဲနေရမှာရှောင်းအောင်မဟုတ်ပဲဝိဇထင်ဟိုတို့ရှောက်ရှန်းလို့လို့အခြားတယောက်ဖြစ်နေမှာဆိုရင်တော့တေတာပေါ်ဒီထိန်ထုတ်ခံရမှုကနေဒိုင်ယာပြပြင်းထန်ရရှိသွားမှာပါဒါကြောင့်မလို့ဒီထိန်ထုတ်နိုင်စွမ်းကလည်းအရန်ဟောမှာကြောက်စရာကောင်းပါတယ်ဒီကြောက်စိမ့်မွေပန်သမွေမျိုးလုံးကတော့အဓိကကတော့မွေပုံတရံသားရဲ့အလုံးအတွက်အိမ်မဆိုးကြည့်ပါမွေပုံတရံသားရဲ့အပေါ်မှာဆိုရင်တော့ဒီမျိုးလုံးရဲ့အစွမ်းကအတော်လေးကိုမှပြင်းပါတယ် ဒါပေမဲ့လည်းဒီမျိုးလုံးရဲ့အဆုံးခုခတ်နိုင်တဲ့မွေးပုံသဏ္ဍာန်အသားရဲ့အချို့ကလည်းရှိပါတယ်။ဒါကတော့အခြားမဟုတ်ပါဘူး။ခြိုင်လင်းရဲ့9ယောက်ချဲစပုံမွေတို့၊သူ့ရဲ့ဘိုးဘေ9ယောက်ချဲစပုံမွေမျိုးတွေတို့လိုအလွန်အမမွေးရပါစွာတန်းစင်တဲ့ဒီမျိုးနဲ့ဇူးတွေကတော့ဒီမျိုးလုံးရဲ့အဆုံးခုခတ်နိုင်ကြပါတယ်။ဒါကြောင့်မလို့ဒီမျိုးလုံးကသူတို့အပေါ်မှာဆိုရင်တော့ဘာမှတည့်ရောက်မှုရှိမှမဟုတ်ပါဘူး။ထိန်ထုံနိုင်စွမ်းအနေငယ်ရတော့ရှင်းနေမှာဖြစ်ပေမဲ့လည်းဒီကျိုးမြင်တဲ့ငကားမွေမျိုးနဲ့ဇူးလိုအများကြီးတော့အချို့တည့်ရောက်မှုရှိနေမှာမဟုတ်ပါဘူး။ ဒါတော့ခြိုင်ရင်တို့မြို့နယ်စုရဲ့ထူးခြားမှုကြောက်ပါသူတို့ရဲ့မွေးရပါစွမ်းကားကြတော့အလုံးမတန်းစင်ပါလေသူတို့ရဲ့အထုံးထိတ်အခြေအနေမှာဆိုရင်သူတို့ကလေဟာနဲ့အုပ်စိုးသူနဂါးဒီနဲ့တော့ရှင်လို့ရတဲ့အထိမွေးရပါစွမ်းကားတန်းစင်လွန်ခဲ့ပါလေဒါကြောက်လေကြောက်စိမ့်မွေးပန်းသုံးဝင်းမျိုးလုံးကမထိန်ချုံနိုင်တာပါမထင်းချုံနိုင်တာကလည်းအဆမ်းမဟုတ်ပါဘူး။လီဟာနဲ့အဆိုးသူနဂါးတကောင်နဲ့ရှင်နိုင်တဲ့မြို့နယ်စုကသာထင်းချုံနိုင်မယ်ဆိုရင်မှော်သားရဲ့မြို့နယ်စုမှာသွေးမျိုးစွမ်းအားတွေဟာအလန်အသက်ဖြစ်သွားပါလိမ့်မယ်။ဘာမှအထိပယ်မရှိသလိုဖြစ်သွားပါလိမ့်မယ်။ ကျိုးမြင်တဲ့ငကားမွေမျိုးနွယ်စုကိုထိန်းချုပ်နိုင်ရတာလေကျိုးမြင်တဲ့ငကားမွေမျိုးနွယ်စုကအရေးအတွက်ရန်ဥမာများပြီးသူတို့ရဲ့မျိုးတန်းစီမှုကတဖြည်းဖြည်းနဲ့ဆိုးဥလာတာမို့သူတို့ရဲ့မွေရပါစွမ်းအားတွေဟာတန်းစီမှုမရှိတော့ပါဘူးဒါကြောင့်လေချင်းလင်ရအလွယ်တကူနဲ့ထိန်းချုပ်နိုင်တာပါအစင်ရှိအထုံထိပ်စီလုံးသားရင်ဒီတိုင်းလေးရဆိုရင်တော့ကြီးလိုက်ရင်တော့ဘာမှမဟုတ်တာဒါပေမဲ့ဒါအစင်ကိုအစင်နဲ့အတော်လေးဥမာနီးစပ်နေပြီဖြစ်တဲ့စီလုံးတစ်လုံးပါ ဒီစေးလုံးကသာအစဉ်ကိုအစဉ်ကိုတလန်းသွားပြီဆိုရင်တိုင်းသူတို့စင်တွေကတော့ဒီစေးလုံးကိုတတ်မှတ်ကြပါလိမ့်မယ်ဒိုချီကုန်းမြကြီးမှာတိုင်းသူတို့စင်တွေကိုရိုင်းကတတ်မှတ်တဲ့ရတနာပစည်းဆိုတာအရန်အောင်မှရှားပါပါတယ်ဒါပေမဲ့အဲ့ဒီလိုရှားပါတဲ့အထက်မှာအစဉ်ကိုစေးလုံးကတော့ပေါဝင်ပါတယ်တိုင်းသူတို့စင်တိုင်းကတော့အစဉ်ကိုစေးလုံးတွေကိုလိုချင်ကြပါတယ်ဘာကြောက်လဲဆိုတော့အစဉ်ကိုစေးလုံးတွေကသူတို့ဘက်မှာတော့အကျိုးတရားမှုအများကြီးဥမှရှိနေသေးလို့ပါသူတို့လို့အစဉ်ကိုရောက်သွားပြီဆိုရင်တော့ အဆင့်ကိုအောင်ဆေးလုံးနေရသူတို့ဘက်မှာဘာတယောက်မှမရှိမှမဟုတ်တော့ပါဘူး။ဒါကလည်းသူတို့စဉ်တယောက်ရဲ့စွမ်းအားကရန်ဦးမှာမြင်မာနေလို့ပါ။ဒီဆေးလုံးသားရဲ့လေဒီမှာရှောင်းအောင်ကတွေ့ခဲ့တဲ့ဒီဆေးလုံးသားရဲ့လေးရဆိုရင်တော့သူကရှင်းအောင်ချေကိုအောင်ချေဆေးလက်စီရနေဖြစ်ပေါ်လာတဲ့ဆေးလုံးသားရဲ့လေးဖြစ်ပါတယ်။ ပြီးတော့ဒီစေလုံးသားရဲ့ကအဆင့်ကိုအဆင့်နဲ့ရံဝမနီးကပ်နေပါပြီအကယ်၍သူကသာအနေငယ်လောက်တိုးတက်ပြောင်းလဲလာမယ်ဆိုရင်အဆင့်ကိုစေလုံးအဆင့်ကိုရောက်ရှိသွားမှာပါအဆင့်ကိုစေလုံးသားဖြစ်သွားပြီဆိုရင်တော့ရှောင်းဝမ်းအတွက်အကျိုးမြတ်တရားမီးမတွနိုင်အောင်ရှိနေပါတယ်တကယ်လို့ဒီစေလုံးသားဒီနေရာမှာအဆင့်ကိုဖြစ်နေမယ်ဆိုရင်ဒီရှင်ရောင်းအကျဉ်းချက်နေမည်တစ်ခုလုံးမှာတန်မိုးရှိဆုံးယတနာကိုပြောပါဆိုရင်ဒီစေလုံးလို့ပဲပြောရပါလိမ့်မယ်တကယ်တမ်းမှာတော့ဒီစေလုံးသားရဲ့လေးကအဆင့်ကိုအဆင့်ကိုမြောက်သေးပြီမဲ့လေဒါပေမဲ့ကောင်းကင်အဆင့်တိုင်းကျန်းထန်းတော်ပို့ပြီးတော့တန်မိုးရှိပါတယ် ီစီလုံးတိုင်းလေးရဲ့တံမိုးတော့စေးစရာနဲ့စေးပညာအကြောင်းကိုအများကြီးကမှနားလေတကြွနဲ့ရှောင်းတို့လိုလူတွေရတာသိမှာပါ ဒီမှာရှောင်းကဒီစေလုံးသားရဲလေးကိုကျွေးနေတဲ့စေလုံးနေရာဆိုရင်အစင်း6စေလုံးနေနဲ့အစင်း9စေလုံးနေပါရှောင်းဝန်းလို့လူမျိုးကတော့အစင်း6စေလုံးနေနဲ့အစင်း9စေလုံးနေကိုနှမျောနေချိန်မရှိပဲတကြားလုံးလိုမျိုးအစာကျွေးနေရဆိုရင်တော့ဒီစေလုံးသားရဲလေးရဲ့တံမိုးကဘလောက်တော့မှမြင်မလဲဆိုတာအလုံးကတွေးကြည့်လို့ရမှာပါရှောင်းဝမ်ရဲ့ရှီအောင် အကျဉ်းချက်နေမီခီးစင်မှာရိတ်သိမ်းမှုအကြီးမားဆုံးထဲမှာဒီစီလုံးတားရဲလေးကိုရရှိခဲ့တာလည်းပေါဝင်ပါတယ်အဆင့်ကိုစီလုံးတစ်လုံးရဲ့လုံနိုင်ဆောင်ပြောရမယ်ဆိုရင်တော့အဆင့်ကိုစီလုံးနေရအမျိုးမျိုးအဆအဆရှိပါတယ်ပထမဆုံးအနေနဲ့အ ဆင့်ကိုအဆင့်ကိုရောက်ရှိသွားတဲ့စေလုံးတွေအားလုံးကဝိညာဉ်ကိုပိုင်ဆိုင်ပါတယ်ဝိညာဉ်ပိုင်ဆိုင်တာကတော့အဆင့်ခုနှစ်အဆင့်မှတွေကဝိညာဉ်ကိုပိုင်ဆိုင်တာပါအဆင့်ရှစ်အဆင့်မှတော့အတိညာဉ်ကိုရလာတာဖြစ်ပြီးအဆင့်ကိုအဆင့်မှတော့ကိုယ်ပိုင်ပုံစံတစ်ခုကိုဖန်တီးနိုင်တာပါအဲ့ဒီအဆင့်ကိုထဲမြင့်ပြီးတော့ အဆင့်ကိုရွှေစည်းလုံးအဖြစ်ပြောင်းလဲသွားမယ်ဆိုရင်တော့ကိုပိုင်အသိဉာဏ်နဲ့လူသားတယောက်လိုရှင်းတန်းနေထိုင်နိုင်ပါ रे ဒါကတော့အဆင့်ကိုစည်းလုံးနေရထူးခြားချက်ပါအဆင့်ကိုစီလုံးနေရဲ့အချိုးတယောက်မှုကလည်းအတိုင်းစားမတိတော့အောင်မြင်မာလို့ပါနေ။တိုင်းသူတို့စဉ်အဆင့်လိုအဆင့်ကြီးနေမှာတော့ကျယ်တွင်မြင့်တက်လောင်ကိုကူညီပေးနိုင်တဲ့အထိအချိုးတယောက်မှုရှိပါတယ်။တိုင်းသူတို့စဉ်အဆင့်မှာဆိုရင်ကျယ်တွင်ကျယ်တွင်တက်ဖို့ဆိုတာအနည်းဆုံးနှစ်ပေါင်းရာနဲ့ချီထောင်ကနေနဲ့ချီပြီးတော့ကြာမြင့်ပါတယ်။ဒါတော့မှပါရမီအရန်ရှိပါတယ်ဆိုတဲ့လူတွေကိုပြောတာပါ။ပါရမီရှင်မဟုတ်တဲ့လူတွေကြားလို့ရှိရင်တော့တိုင်းသူတို့စဉ်အဆင့်ုံတော့ကံကောင်းထောက်မှပြီ ရုံနိုင်ခဲ့ရင်တော့ကျဲတပွင့်အတိုင်းသူတို့စင်အစင်နဲ့သူတို့ရဲ့နေဝင်ခြင်းကိုရရှိခဲ့ကြရပါတယ်ဥပမာပြောမယ်ဆိုရင်တော့ဒီရှင်းအောင်အကျွင်းကျက်နေမီရဲ့ပိုင်ရှင်ကိုပဲကြည့်ပါသူကအတိုင်းသူတို့စင်တယောက်ဖြစ်ပေမဲ့လည်းကျဲတပွင့်အတိုင်းသူတို့စင်အစင်နဲ့ပဲသူကအဆုံးသတ်ခဲ့ရတာပါသူ့ရဲ့တတန်းကကုန်ဆုံးပြီးတော့အတိုင်းသူတို့စင်အစင်မှလည်းနှစ်ပေါင်းထောင်ချီကြာပြီးကြတော့အစင်ထက်ပြီးတော့မချိုးဖြတ်နိုင်ဘူးဆိုရင်တော့အဆုံးသတ်မှာတော့တည်ဆုံးရမှာပါဒါကြောင့်မလို့ဒီလိုအဆင့်ကိုစေလုံးနေတာရှိနေမယ်ဆိုရင်တော့သူတို့ရဲ့အကန့်အသတ်ုံတော့ချိုးပြနိုင်စွမ်းရှိကြပါတယ်။ဒါဆိုရင်တော့အဆင့်ကိုစေလုံးနေရတဲ့တန်ဖိုးကိုအလုံးကခမန်းကြည့်လို့ရမယ်လို့ထင်ပါတယ်။ ါကြောင့်လေရှောင်းရဲရိတ်သိမ်းမှုထဲမှာဒီစေလုံးသားလေးကအတော်လေးကိုမှအဖိုးတန်နေလို့ပြောတာပါအကယ်၍ဒီစေလုံးသားလေးရတာအစင်ကိုအစင်ကိုရောက်သွားပြီဆိုရင်ရှောင်းကိုသူတော်စင်တယောက်ဖြစ်အောင်လမ်းကြောင်းနေအောင်ဖိပေးနိုင်တဲ့အထိအခွင့်အလမ်းတွေရရှိနိုင်ပါတယ် နောက်ဆုံးကောင်းကင်အဆင့်တိုင်းကျန်ဒီရှီယောင်းအကျွင်းကျနေမီကြီးရဲ့တတ်မိုးအရှိဆုံးယတနာလို့အလုံးကသတ်မှတ်ထားကြတဲ့ကောင်းကင်အဆင့်တိုင်းကျန်ဒီရှီယောင်းအကျွင်းကျနေမီကြီးကိုအင်အားစုအမျိုးမျိုးကိုပေါဝင်လာစီအောင်လို့ဆွေးဆောင်မှုကြီးကိုပေးစီခဲ့တဲ့ကောင်းကင်အဆင့်တိုင်းကျန်ဒီမှာဆိုရင်အလုံးကမြေတွေ့ခဲ့ရမှာပါအင်အားစုအမျိုးမျိုးကကောင်းကင်အဆင့်တိုင်းကျန်အတွက်ရောင်းနေကြပါပြီဒီစာလိတ်ဆယ်ခုဒီစာလိတ်ဆယ်ခုထဲမှာကောင်းကင်အဆင့်တိုင်းကျန်ကိုမီးရန်တောင်ကြားသခင်ကပေါဝင်နိုင်တယ်လို့ပြောခဲ့ရင်မဲ့လေတကယ်တမ်းမှာတော့အဲ့စာလိတ်ဆယ်ခုလုံးမှာကောင်းကင်အဆင့်တိုင်းကျန်ကမပေါဝင်ပါဘူးကောင်းကင်အဆင့်တိုင်းကျန်အဆင့် င်မှန်ကတော့တိုင်းတရုတ်စင်ရဲ့အယိုးစုနဲ့အတူရှိနေရပါဒါကတော့ spoiler ပါဒါပေမဲ့လည်းနောက်ဘက်မှာတွေ့ရတော့မှမလို့ဒါက spoiler အကြီးကြီးတော့မဟုတ်ပါဘူးဒါကြောင့်လည်းဇလန်မဘာမှထိခိုက်သွားမှာကိုစိုးရင်းစရာမလိုအပ်ပါဘူးဒါပေမဲ့လည်းဒီတိုင်းကျန်းဆယ်လေးကထင်းအဆင့်တိုင်းကျန်းမဟုတ်ဘူးဆိုရင်ပဲလေအစွမ်းမထက်တဲ့တိုင်းကျန်းနေတော့မဟုတ်ပါဘူးအစင်းမြင့်ဒီအစင်းမှာရှိနေတဲ့တိုင်းကျန်းနေကြီးပါပဲအစင်းမြင့်ဒီအစင်းဆိုတာအစင်းမြင့်တိုင်းဝိဇာတွေကတော့လိုချင်တက်မှတ်ကြတဲ့တိုင်းကျန်းနေပါ ဒီတိုင်ကျန်းနေရာလေထန်းဆင်းတိုင်ကျန်းနေလောက်အဆွမ်းမထုပ်ဆိုပေမဲ့ထန်းဆင်းရဲ့အောက်မှာဆိုရင်တော့ပြိုင်ဘက်ကင်တိုင်ကျန်းနေကြီးပါပဲနောက်ဘက်မှာဆိုရင်တော့ရှောင်းဝန်းကလူတယောက်ကိုတတ်ဖြစ်ပါတော့မယ်အဲ့လူကတော့အခြားလူမဟုတ်ပဲရွှေမင်ခိုင်ရဲ့ခိုင်ကျုပ်ချန်တန်နန်ကိုပါရွှေမင်ခိုင်ရဲ့ခိုင်ကျုပ်ချန်တန်နန်ကရှောင်းဝန်းကိုအချင်းချင်းနှောက်ရနေရမလို့ရှောင်းဝန်းကဒီဒီချိန်မှာသူ့ရဲ့အတက်ကိုယူပါတော့မယ်ဒါအိုအားလုံးကနောက်ဘက်မှာမြင်တွေ့ရမှာပါဒီတိုင်ကျန်းဆယ်လေးကိုကောက်ဝင်နေရဲ့ရုပ်သေးတွေအဲ့ရုပ်သေးတွေအားလုံးကကျန်နှပွင့်ကျဲသုံးပွဲတိုင်ဝိဇာအဆင့်မှာရှိနေတဲ့ရုပ်သေးတွေကြီးပါပဲဒါပေမဲ့ဒီရုပ်သေးတွေမှာတော့ ရှောင်းရန်ကရှေးအောင်အကျဉ်းချက်နေမြေပြင်ပမှာရရှိခဲ့တဲ့ရုပ်သေးလိုမျိုးဝိညာဉ်တစိမ့်မရှိတဲ့ရုပ်သေးတွေတော့မဟုတ်ပါဘူး။သူတို့အားလုံးမှာရှေးအောင်အကျဉ်းချက်နေမြေပိုင်ရှင်ဖြစ်တဲ့တိုင်းသူတို့စင်ကသူ့ရဲ့ဝိညာဉ်တစိမ့်ကိုထည့်ခဲ့ပါတယ်။ဒါကြောင့်မလို့ဒီရုပ်သေးကိုတော့ရှောင်းဝန်ကတင်းလို့မရပါဘူး။ဒါပေမဲ့လည်းဒီမှာရှိတဲ့အင်အားစုအားလုံးပူးပေါင်းမယ်ဆိုရင်တော့ဒီရုပ်သေးဆက်ရုပ်ကိုဖျက်ဆီးဖို့ကသူတို့အတွက်အခက်မဟုတ်ပါဘူး။ကျွန်တော်ကတော့ခရိုစာကီပါ။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါဦး။